ားပါရှင်။တန်လင်းထိုင်းမြေအောက်တိုဘာလ18ရက်နေ့အတွက်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လင်းထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကျိုက်ထုံမြို့နယ်ကကျေးရွာနှစ်ရွာကိုစစ်တပ်ဘုံကျဲခဲ့တဲ့သတင်းနဲ့ ပြည်တော်ကနိုင်ငံရေးအကျဉ်းသားတွေမိသားစုနဲ့အဆက်အသွယ်ဖြတ်ခံထားရတဲ့သတင်းတွေကိုပါရှုစားကြရမှာပါ။နိုင်ငံတကာသတင်းတွေမှာတော့တရုတ်ကွန်မြူနယ်ပါတီကထိတ်တန့်စစ်ဗိုလ်ချုပ်တွေထုတ်ပယ်ခံရတဲ့သတင်းကမ်ဘောဒီးယားမှာဖမ်းဆီးခံထားရတဲ့နိုင်ငံသား64ဦးကိုတောင်ကိုရီးယားပြန်လည်ခေါ်ယူလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကာလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်။ မွန်ပြည်နယ်အကြိုက်ထုံမြို့နယ်ရှိကြောက်ဖြာကျေးရွာနဲ့နတ်စင်ကျေးရွာတို့ကိုစစ်ကောင်ပြင်းတက်ကလေကြောင်းကားနေပုံကျဲတိုက်ခတ်ခဲ့တယ်လို့ဒေသခံတွေအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေထံကနေသိရပါဗျ။စစ်ကောင်ပြင်းတက်ဟာမနေ့အောက်တိုဘာလ18ရက်နေ့မနက်10နာရီခွဲအချိန်လောက်မှာအဲ့ဒီကျေးရွာနှစ်ရွာကိုဂျက်ဖိုက်တာလေယာဉ်နဲ့ဘုံလေးလုံးလာရောက်ကျဲချသွားခဲ့ပါဗျ။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းဘုံတစ်လုံးဟာ ကြောက်ဖြာကျေးရွာထဲကိုကြက်ရောက်ပေါက်ကွဲခဲ့တဲ့အတွက်အသက်20အရွယ်ဒေသခံအမျိုးသားတဦးခေါင်းပေါ်မှာဘုံစားတိမှန်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တစ်လုံးလဲထိမှန်ပျက်စီးခဲ့ပါတယ်ရှင်။နတ်စင်ကျေးရွာစစ်တပ်ဘုံကျဲမှုကတော့ကျေးရွာအပြင်ဘက်မှာကြက်ရောက်ပေါက်ကွဲခဲ့တာကြောင့်နေအိမ်နဲ့လူထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ဆိုပါတယ်။စစ်ကောင်ရှင်တပ်ဘုံကျဲခဲ့တဲ့အဲ့ဒီကျေးရွာနှစ်ရွာဟာကရင်မျိုးသားစီယုံ KNU တပ်မဟာတဲတထုံခရိုင်ကြိုက်ထုံမြို့နယ်အုတ်ချုံနယ်မြေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလည်း KNU ဘီလင်းမြို့နယ်ပြင်းမပင်စိတ်ကြေးရွာကိုစစ်ကောင်ပြင်တက်လေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးငယ်9ဦးသေဆုံးပြီး12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်ပြင်းတက်ဟာရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေပုံမှန်ပြုလုပ်လာတာပဲဖြစ်ပါရဲ့ရှင်။ ပဲခူးတိုင်းပြည်မျိုးနယ်ပြည်အကျဉ်းတော်မှာနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေမိသားစုနဲ့အဆက်အသွယ်ဖြတ်တောက်ခံထားရတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကအောက်တိုဘာလ18ရက်နေ့မှာအတည်ပြုထုတ်ပြန်ပါတယ်။နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကိုမိသားစုနဲ့တရားဝင်စာရေးသားဆက်သွယ်ခွင့်ပိတ်ပင်ထားတာဟာအခုအောက်တိုဘာလအထိ၃လရှိပြီဖြစ်ပြီးပြင်ပနဲ့ဆက်သွယ်ခွင့်မရဘဲတင်းအမှောင်ချခံထားရတယ်လို့ဆိုပါတယ်ရှင်။ ီလိုမိသားစုနဲ့အဆက်အသွယ်ဖြတ်တောက်ခံထားရတာဟာအရင်ထောင်ပိုင်းဟောင်းပင်စင်ယူသွားပြီးတဲ့နောက်အသေးပြောင်းလာတဲ့ထောင်ပိုင်းဥတော်လိုင်းထွန်းရောက်ရှိလာပြီးကြတဲ့ကားလို့ WBB ကပြောပါတယ်ဒါပြင်အကျင်းဝန်ထမ်းတွေဟာနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေတွာလာရမှာသူတို့နဲ့ဘေးကျင်းရှင်ပြီးလမ်းလျှောက်ရင်လဲတွန်းချပြစ်မယ်လို့ပြောဆိုချင်းချောက်တာတွေရှိနေပါတယ်ရှင်။ အကျဉ်းအောင်အတွင်းရှိဈေးဘာတွေမှာလည်းမိသားစုဝင်တွေအနှင်ထားတဲ့ဈေးပေါင်းငွေကိုအရင်က voucher ပေးခဲ့ပေမဲ့လက်ရှိမှာ voucher မပေးဘဲမိသားစုဝင်တွေကဈေးပေါင်းငွေအနှင်တာရှိမရှိနဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေထံရောက်မရောက်ကိုမသိရတော့ဘူးလို့ဆိုပါတယ်။မိသားစုဝင်တွေပေးပို့လာတဲ့ပါဆယ်ပစ္စည်းတွေကိုလည်းအရေးသွေးညံ့တဲ့ပစ္စည်းတွေနဲ့လဲလဲတာ ထုတ်ယူတာအပြင်ပစ္စည်းတွေကန့်တက်တာနဲ့ပါဆယ်ပို့ခွင့်ရရှိဖို့မိသားစုတွေထံကနေလက်ဖက်ရည်ပိုးလို့ဆိုကငွေကြေးကိုပေါပေါတနေတောင်းဆိုတာတွေလှုံ့ဆော်နေပါဗျ။အခုလိုနိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေပေါ့အခွင့်အရေးချိုးဖောက်နေတာကိုတာဝန်ရှိသူတွေကတာဝန်ယူဖြည့်ရှင်းပေးဖို့နဲ့အကျဉ်းသားအရေးဆောင်ရွက်ပေးနေတဲ့ဖွဲ့စည်းရေးအနေနဲ့အကျဉ်းသားအတွင်းထဲမှာတိုက်တွန်းမှုတွေပြုလုပ်ပေးကြဖို့ WOPP ကအတည်ပြုထုတ်ပြန်ထားပါရရှင်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တရုတ်ကွန်မြူနီပါတီကထိတ်တန့်စစ်ဘိုလ်ချုပ်တွေထုတ်ပယ်ခံလိုက်ရပါတယ်။ဒီအကြောင်းကိုတော့ပေပေကပြပြပေးထားပါတယ်။ဆယ်စုနှစ်များစွာအတွင်းစစ်တပ်ကိုအကြီးအမားဆုံးနှိပ်ကွပ်မှုတွေတဲကတခုအနေနဲ့တရုတ်ကွန်မြူနီပါတီကထိတ်တန့်စစ်ဘိုလ်ချုပ်ကိုအူကို ထုတ်ပယ်လိုက်ပါတယ်။အဒီကိုအူဟာပြင်းထန်တဲ့ဗန်နာရေးဆိုင်ရာရာဇဝတ်မှုတွေအတွက်တန်ရရှိသူတွေဖြစ်တယ်လို့တရုတ်ကွန်မြူနီပါတီ CMC ကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ သူတို့ထဲကအများစုဟာကျဲသုံးပွင့်ဗိုလ်ချုပ်တွေဖြစ်ပြီးပါတီရဲ့ဆုံးဖြတ်ချက်ချမှတ်ရတဲ့ဗဟိုကော်မတီမှာပါဝင်သူတွေဖြစ်ပါတယ်။အဲ့ဒီဗိုလ်ချုပ်တွေကိုစစ်တပ်ကထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ဒီလိုထုတ်ပယ်မှုဟာအကျဉ်းပြတ်ချဆမှုတိုက်ဖျက်ရေးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ကြေညာချက်မှာဖော်ပြထားပေမဲ့ဒါဟာနိုင်ငံရေးအယရှင်းလင်းမှုဖြစ်နိုင်တယ်လို့လေလာသူတွေကပြောပါတယ်။ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေးအစီအစဉ်ကိုဗဟိုကော်မတီကဆွေးနွေးပြီးအဖွဲ့ဝင်အသစ်တွေကြားမဲခွဲမဲ့ပါတီအထွေထွေညီလာခံမတိုင်ခင်အကြိုနေ့မှာအခုလိုမျိုးစစ်ပူချုပ်တွေကိုထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ထုတ်ပယ်ခံရတဲ့စစ်ဘက်ဆိုင်ရာအရာရှိတွေထဲမှာဗဟိုစစ်ရေးကော်မရှင် CNC တုပ်ကထဟေဝဲတောင် CNC ရဲ့နိုင်ငံရေးဌာနညွှန်ကြားရေးမှူးမော်ဟွာလက်ထောက်ညွှန်ကြားရေးမှူးဟေကြောင်ကျန် CNC ပူးတွဲစစ်ရေးကုကဲရေးစင်တာအမှုဆောင်လက်ထောက်ညွှန်ကြားရေးမှူး ဝမ်ရှူပင်အရှိပိုင်းတက်မအကြီးအကဲစစ်တပ်ရဲ့နိုင်ငံရေးဆရာကော်မရှင်နာမင်းကြီးရေတပ်နိုင်ငံရေးကော်မရှင်နာမင်းကြီးဒုံကြည်တက်ဖွဲ့တက်မှုနဲ့ရဲတက်ဖွဲ့တက်မှုတို့ဖြစ်ပါတယ်ထုတ်ပယ်ခံရသူ5ဦးထဲမှာဟေဝန်တောင်ဟာ CNC ဥက္ကဋ္ဌတမရရှိချင်းဖြင့်ပြီးနောက်တရုတ်စစ်တပ်မှာဒုတိယမြောက်ရာထူးအမြင့်ဆုံးဖြစ်တာကြောင့်အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ်မှတ်ထားခံရသူဖြစ်ပါတယ် ဟေးဝဲတောင်ကိုမက်ချလာကနောက်ဆုံးတွေးခဲ့ရပြီးအများရှိကသူပြောင်းနေရကြပြီးဖြစ်တဲ့အတွက်ထိတ်တန်းစစ်ဘိုလ်ချုပ်တွေကိုနှိမ့်ကွမှုတစ်စိတ်တစ်ပိုင်းအနေနဲ့သူ့ကိုစုံစမ်းစစ်ဆေးနေပြီဆိုတဲ့အများပြောဆိုမှုတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။သူဟာကွန်မြူနတီပါတီရဲ့ဆုံးဖြတ်ချက်တွေချမှတ်တဲ့နိုင်ငံရေးဘူရိုထဲမှာလည်းပါဝင်သူဖြစ်တာကြောင့်စုံစမ်းစစ်ဆေးခံရတဲ့ပထမဆုံးတာဝန်ထမ်းဆောင်စဲနိုင်ငံရေးဘူရိုအဖွဲ့ဝင်ဖြစ်ပါတယ်။ အဲ့ဒီပုံကိုကိုဦးဟာပါတီစည်းကမ်းကိုပြင်းပြင်းထန်ထန်ချိုးဖောက်ပြီးငွေပမာဏအမြောက်အများရယူမှုအပါအဝင်ယာဒူတာဝန်နဲ့ဆက်ဆက်တဲ့ပြင်းထန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ထားတယ်လို့တန်လျာရှိသူတွေဖြစ်ကြောင်းတရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။သူတို့ကိုဦးကိုစစ်တပ်ကလည်းအပြစ်ပေးမှဖြစ်တယ်လို့အခုလိုအရေးယူနိုင်တာဟာပါတီနဲ့စစ်တပ်ရဲ့အကျင့်ပြတ်ချစာမှုတိုက်ဖြတ်ရေးအစီအစဉ်ရဲ့တည်တာတဲ့အောင်မြင်မှုဖြစ်တယ်လို့ CNC ရဲ့ကြေညာချက်မှာဖော်ပြပါတယ်။ CNC ကဇူလိုင်လအတွင်းစစ်တပ်အရာရှိတွေလိုင်းနာရမယ်လမ်းညွန်ချက်အစ်စ်တွေထုတ်ပြန်ပြီးစစ်တပ်ထဲမှာအစိတ်အောက်ဖြစ်စေတဲ့ဩဇာလွန်မှုမှုကင်းအောင်လှုံ့ဆော်မယ်လို့ကြေညာခဲ့တာပါတရုတ်ကကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ဝေဖန်ဂီနဲ့လီရှန်ဖူတို့ကိုလည်းအရေးယူထားပြီးဖြစ်ပါတယ်ဒုံကျည်တပ်ဖွဲ့ရဲ့ထိတ်တန့်စစ်ပိုလ်ချုပ်တွေကိုလည်းတရုတ်အစိုးရကထုတ်ပယ်ပြီးအရေးယူထားပါတယ် အခုလိုတစ္ဆာမဆောက်တည်တဲ့ဒါမှမဟုတ်အချင်းပြက်ချဆားတဲ့အရာရှိတွေကို ရှင်းထုတ်ပြတာတရုတ်ကိုကွန်မြူနတီပါတီကထာဝရအုပ်ချုပ်ရေးလမ်းကြောင်းရှင်းလင်းတဲ့သဘောဖြစ်တယ်လို့တရုတ်နိုင်ငံရေးလေးလာသုံးသက်သူတချို့ကပြောဆိုထားတာဖြစ်ပါတယ်ကမ္ဘောဒီးယားမှာဖမ်းဆီးခံထားရတဲ့နိုင်ငံသား64ဦးကိုတောင်ကိုရီးယားပြန်လည်ခေါ်ယူလိုက်ပါတယ် ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရရှင်။ online လူလိမ်လုပ်ငန်းတွေမှာပါဝင်တယ်ဆိုတဲ့ဆွဆွဲချက်အတွက်ကမ္ဘောဒီးယားမှာဖမ်းဆီးခံထားတဲ့နိုင်ငံသား64ဦးကိုအောက်တိုဘာ18ရက်ကမိခင်နိုင်ငံသို့ပြန်လည်ခေါ်ယူခဲ့ကြောင်းတောင်ကိုရီးယားရဲရာရှိတူကပြောပါရီ တောင်ကိုရီးယားနိုင်ငံသားဒါဇင်ပေါင်းများစွာပြန်ပေးဆွဲခံရမှုပါဝင်နေတဲ့အွန်လိုင်းလူလိန်စင်တာတွေအလုတ်လိမ်လည်ခေါ်ယူမှုတွေနဲ့ပတ်သက်လို့ဆွေးနွေးရေးတောင်ကိုရီးယားကကမ္ဘောဒီးယားတို့အော်တိုဘာ15ရက်မှာအထူးအဖွဲ့တစ်ဖွဲ့ဆီလွတ်ခဲ့ပါတယ်။လွန်ပြန်လေကြောင်းခီးစဉ်နဲ့တောင်ကိုရီးယားနိုင်ငံသားစုစုပေါင်း64ယောက်ဤချုံလေဆိပ်ကိုရောက်ရှိသွားပြီလည်းဖြစ်ပါတယ်။ရာဇဝမှုဆွဆွဲချက်တွေနဲ့နိုင်ငံသား60လောက်ကိုကမ္ဘောဒီးယားကထိန်းသိမ်းထားပြီးသူတို့ကိုမိခင်နိုင်ငံတို့ပြန်လည်ခေါ်ယူမှာဖြစ်ကြောင်းတောင်ကိုရီးယားဆွေးရကကြေပေးခဲ့တာပါ။ ဖန်ကြီးခံထားသူတွေထဲမှာ online လူလေလုပ်ငန်းတွေစီသူတို့သဘောနဲ့သူတို့ဝင်ရောက်လုပ်ကင်သူတွေရောသဘောဆန္ဒမပါဘဲဝင်ရောက်လုပ်ကင်နေရသူတွေပါပါဝင်တယ်လို့အမျိုးသားလုံခြုံရေးအကြံပေးရာရှိဝေဆွန်အပ်ကပြောထားပါ online လူလိန်ဂိုင်းတွေကိုနှိမ့်နှင်းဖို့နှစ်နိုင်ငံကြားကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှုရလက်ကြောင်းပြန်လည်ပို့ဆောင်ရေးသဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ကမ္ဘောဒီးယားပြည်ထောင်စုဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတောက်ဆိုဟတ်ကအော်တိုဘတ်၁၈ရက်မှာပြောပါရီ ကမ္ဘောဒီးယားမှာရှိတဲ့ online လူလည်လုပ်ငန်းတွေမှာဝင်ရောက်အလုပ်လုပ်နေသူစုစုပေါင်း2သိန်းလောက်ရှိတယ်တဲ့တောင်ကိုရီးယားနိုင်ငံသား1000လောက်ပါဝင်နေတယ်လို့ဆိုလ်ဆူရာကပြောထားပါတယ်ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့အဲ့ဒီ online လူလည်လုပ်ငန်းတွေဟာကမ္ဘောဒီးယားမှာမကြာသေးခင်နှစ်တွေကပေါများလာခဲ့ပြီးလူထောင်ပေါင်းများစွာဝင်ရောက်အလုပ်လုပ်နေကြတာဖြစ်ပါတယ်အလုတ်လုံနေသူတွေတဲမှာကိုယ်တဘောနဲ့ကိုဝင်ရောက်အလုတ်လုံနေကြသူတွေရှိတယ်လို့အတင်းအကျပ်အလုတ်စီကိုင်းခံရသူတွေလည်းရှိရဲ့လို့ကြွမ်းကျင်သူတွေကပြောပါတယ် ရှစ်တောင်အရှာမှာရှိတဲ့အချင်းပြတ်ခြားစားမှုများတဲ့နိုင်ငံတွေမှာအွန်လိုင်းလူလိမ်လုပ်ငန်းတွေများပြားလာနေပြီးကမ္ဘာတွင်းမှာရှိတဲ့လူချမ်းသာတွေကိုတနည်းနည်းနဲ့အယုံသွင်းပြီးတော့ငွေကြေးလိမ်လည်ရယူနေကြတာဖြစ်ပါတယ်။ဒီလိုအွန်လိုင်းလူလိမ်ဂိုင်းတွေမှာအလုတ်စီခိုင်းဖို့အတွက်လဲကွန်ပျူတာနဲ့အင်္ဂလိပ်ဒါမှမဟုတ်တရုတ်ဘာသာစကားကျွမ်းကျင်သူတွေကိုမလောက်ပြမျိုးပေးလိမ်လည်ခေါ်ယူနေပြီးတော့ကြေးကြွန်တွေလိုအလုတ်ခိုင်းစီနေတာဖြစ်ပါတယ်။ ကဘာတွဲမှာရှိတဲ့လူထောင်ပေါင်းများစွာဟာအဲ့ဒီလုပ်ငန်းတွေရဲ့တားကောင်ဘဝရောက်ရှိသွားပြီးတော့အလုပ်ပြန်ထွက်ချင်သူတွေအနေနဲ့ငွေအများပြပြန်ပေးကြရတယ်လို့ခိုင်းစီတဲ့အတိုင်းမလုပ်ပေးနိုင်ငွေမရှာပေးနိုင်သူတွေအနေနဲ့လည်းညှဉ်းပန်းနှိစက်ခံကြရပါလိမ့်မယ်။မြန်မာနိုင်ငံမှာအွန်လိုင်းလူလိမ်ခိုင်းတွေကိုနှိမ့်နှင်းလိုက်ပြီးတဲ့နောက်ပိုင်းအဲ့ဒီလုပ်ငန်းတွေဟာလှုပ်ရှားရလွယ်ကူတဲ့ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေပြောင်းရွှေ့သွားခဲ့ကြတယ်လို့လေလာသူတွေကပြောထားပါလိမ့် ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1920ရာတွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပြပါမယ်။အာဏာသိမ်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာဏာသိမ်းမှုဖြစ်ခဲ့တဲ့1920ရာတွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ8389ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2938ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8306ဦးအထိရှိလာပြီဖြစ်ပါတယ်။ ွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လိုင်းတိုင်းမြေနေ့လည်ခဲနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တောင်လိုင်းထားမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လိုင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။